Hello hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ Raja Bat Sheikh ကဒီအကျော်ဆိုင်လေးပေါ့နော်အဲ့ဒီအကျော်ဆိုင်လေးကဒီညစာဝယ်ပြီးတော့စားရလေးကိုတင်လိုက်ပါတယ်သူတို့ဆရာမဟုတ်ပဲနဲ့ဒီတိုင်းပဲအခန်းလေးထဲမှာ ဆန့်ရိုက်ကြည့်မယ်ဆိုပြီးတော့အခန်းထဲမှာဒီဝယ်စားပြတဲ့ဘလော်လေးပေါ့နော် ဒီနေ့ညစာစားမဲ့ဟာလေးအကြတော့ဒီ၅ကြော်တကောင်ရဲ့ကြက်ကြော်တစ်ခုရဲ့ပြီးတော့ကောင်ကျင်းပေါင်းနှစ်ထုပ်ရဲ့ပေါ့နော်ထိုင်းမှာကြတော့ဒီ၅ကြော်တို့ကြက်ကြော်တို့အဲ့လိုမျိုးတစ်ခုခုဆိုင်နေပြီးတော့အကင်ဆိုင်လေးတွေမှာဆိုရင်သူတို့ကကြတော့ကောင်ကျင်းပေါင်းလေးနဲ့စားကြတဲ့ဒလေလေးရှိကြပါပေါ့နော် ဒီနေစားခဲ့တာလေးရကြတော့ဒီ9ကြော်ရကြတော့25ဘတ်ပြီးတော့ကြက်ကြော်ရလဲ25ဘတ်ပါခေါင်းရင်းပေါင်းကကြတော့ဒီတထုပ်ကို9ဘတ်ပေါ့နော်အဲ့ခါကြတော့စုစုပေါင်းဘတ်60ပို့ပါဘတ်60ဆိုတော့ဒီမြန်မာငွေနဲ့ပြန်တွက်ကြည့်မယ်ဆိုရင်အခုကဘတ်ဈေးနည်းနည်းကျနေတာဆိုတော့8500လောက်တော့ရှိပါမယ်။ အိမ်ကလည်းဒီရာဇာဘတ်တက္ကသိုလ်ရှေ့နားလေးရဆိုတော့လေအလိုမိုးကျောင်းနေရတက္ကသိုလ်ရေလို့ရှိမှဆိုရင်သူတို့ကညဆိုင်လေးတွေဖွင့်ကြပါတယ်အဲ့ဒီဆိုင်လေးတွေကဒီကျောင်းသားကျောင်းသူတွေဒီလာတာများတယ်ပေါ့နော်အဲ့ခါကျတော့သူတို့ကပုံမှန်ထက်တော့ပို့ပြီးတော့ဈေးတက်တာပါတယ်ပြီးတော့ဒီဆိုင်ကအစိမ်းအောင်ဆော်လေးပေါ့နော်အဲ့ဒါလေးကလည်းတော်တော်ကိုအလိုမျိုးမြမအရသာလူမျိုးရပြီးတော့တော်တော်ကောင်းလို့ဝယ်စားဖြစ်ခဲ့တာပါ 9ကြော25ဘက်ကတော့တော်တော်တန်လို့ပေါ့နော်ဒီဆိုင်မှာပြီးတော့တခြားအကျော်ပလော်လေးတွေလည်းရှိပါသေးတယ်ဒီကျွန်တော်စားတဲ့ကြကြော်အားကြတော့25ဘက်ပေါ့နော်35ဘက်တန်ဒီကြကြော်အကြီးလည်းထပ်ရှိပါသေးတယ်ပြီးတော့ကြပောင်လုံးကြော်တို့ဒီကြတောင်မန်ကြော်တို့အလူမိုးလေးလည်းထပ်ရှိပါသေးတယ်ပြီးတော့နောက်ထပ်တွေးမိတာကတော့ဒီအမှုကြော်လေးလာမသိအလူမိုးလေးခွက်ကလေးနဲ့တစ်ခွက်ကိုတော့သူကလည်းဘက်20ပါ ထိုင်းမှာနေရကြတဲ့ခါကြတော့ဒီအိမ်မှာလည်းလုံမစားခြင်းဒီညစာတွေလည်းဒီဘာစားမှမသိတော့တဲ့ခါကြတော့တစ်ခါလေကြာရင်အလိုမျိုးအနီးနားမှာရှိတဲ့ဒီကျွန်တော်တို့ဆိုလည်းဒီတက္ကသိုလ်နာလေးမှာနေရမှုလို့ဒီတက္ကသိုလ်ရှိလမ်းလျှောက်ကြည့်လိုက်ရလားဆိုရင်ဒီလိုဆိုင်တွေအများကြီးတွေရှိရပါတော့အဲ့ခါကျတော့ဒီဆိုင်တွေအများကြီးတွေကလည်းဈေးတက်တာရဲ့ဆိုတာနဲ့အဲ့လိုမျိုးအဟိုလျှောက်ဆတ်စားစားဒီလျှောက်ဆတ်စားစားအဲ့လိုမျိုးစားပြီးတော့တစ်ခါလေကြာရင်တော့ဖြတ်တန်းရပါတယ် ပြီးတော့ကျွန်တော်ဆိုလဲဒီလိုညာစာကိုနည်းနည်းဒီလိုဒါဆို6ကတ်တဲ့ညာစာလို့ပြောရမှာပေါ့နော်အဲ့လိုမိုး6ကတ်တဲ့ညာစာမျိုးစားလိုက်တဲ့ဆိုရင်တော့ဒီနောက်နေ့ဆိုရင်တော့ဒီခန္ဓာကိုယ်ဓာတ်တခြားဓာတ်တွေပြေးဝအောင်လို့ဆိုပြီးတော့ဒီအသီးရွက်ကြော်တွေလို့ဘာညာကွက်ရီလို့ပြန်ပြီးတော့လှည့်စားရပါတယ်ပြီးတော့ဒီ complaint လောက်တာတော့မဟုတ်ပေမဲ့ဒီအိမ်နဲ့ဝေးနေတဲ့လူတွေအတွက်ကကြတော့ဒီလိုမျိုး အဲ့လိုဟို အသေးရွက်တလဲအသားတလဲအဲ့လိုမျိုးလဲစားမှအဆင်ပြေရလေဘလို့အိမ်မှာရှိတယ်လို့မျိုးအကုန်ဆုံးအောင်လို့အဲ့လိုမျိုးလဲလှုပ်လဲမစားနိုင်ဘူးပြီးတော့အဲ့လှုပ်စားမယ်ဆိုလဲတော်တော်ကုန်ကြများရလေဒီကျွန်တော်တို့လိုမျိုးចောင်းသားတွေအတွက်ဆိုရင်တော့ဒီတနကအဲ့လိုအရွယ်များများစားလိုက်တယ်ဆိုရင်တနကတော့ဒီလိုမျိုးဖြစ်တယ်လို့လေးပေါ့နော် ပြီးတော့စားရတဲ့အရသာပိုင်းကို ပြောရမယ်ဆိုရင်ငါးကြော်ကတော့ပုံမှန်လေးပါပဲဒီတစ်ခါလေးကြရင်တော့နည်းနည်းပေါ်တက်တဲ့အရသာလေးရှိတယ်ဒါပေမဲ့သူပေးတဲ့ဒီ green saw ကတော်တော်ကောင်းတာဆိုတော့အဲ green saw နဲ့ငါးကြော်နဲ့တော်တော်တူစားရဲဆိုရင်တော်တော်ကိုအရသာကောင်းလို့ကျွန်တော်ကတော့စားပြစ်တာပါ တက်ကြော်လေးရလဲဒီပုံမှန်လေးပဲပေါ့နော်အဲ့ဒါဟောမှဒီသူကကြတော့ကြက်စော်လေးနဲ့ကွန်ဘိုလေးဆိုတော့သူဟာနဲ့သူတော့ရတာရှိပါတယ်တခြားဒီဘိုက်ပြောင်းအောင်ကြတော့ဒီကောင်းကျင်းပေါင်းကားတထုံးနဲ့ဆိုရင်တိတ်ပြောမပြည့်မှာဆိုလို့ကောင်းကျင်းပေါင်းကားတော့နှစ်ထုပ်ဝယ်ခဲ့လိုက်တာပါ ငါကျော်ရီကတော့ဒီပုံမှန်အတိုင်းပဲဒီဆလာဗီးယားလာပါလားကျွန်တော်တော့သိမသိလို့ဗောနော်အလိုလဝါငါကျော်ပဲဆိုတော့လေနည်းနည်းအလိုအယိုးတွေပါတွေကတော့နှွင်စားရပါတယ်ဒီအဲ့ဒီငါကကြတော့လေဒီပုံမှန်ဆိုလဲဒီလိုမျိုးပဲကြော်ကြတာဆိုတော့ဒီမြန်မာပြည်အတိုင်းလေးပဲဗောနော် ကျွန်တော်စားတဲ့ဒီကြက်သားကျော်နေရာလဲအလိုကြက်ပောင်ရင်းလာအဲ့လိုမျိုးပဲကွဲတိတ်ပြီးတော့အဲ့လိုမသိလို့ပေါ့နော်အဲ့လိုမျိုးကြက်ပောင်အလုံးတော့မဟုတ်ဘူးပြီးတော့ကြက်ရင်အုပ်လည်းမဟုတ်ဘူးအဲ့လိုတစ်ခုခုဆက်နေတဲ့နေရာတစ်ခုခုပဲပေါ့နော်အဲ့ခါကျတော့ပောင်ရင်းဖြစ်မလားဘာလားပေါ့နော်အဲ့တောင်မယ်လည်းမဟုတ်ဘူးဆိုတော့အဲ့နာလေးဖြစ်မယ်ထင်လို့ပါ ပြီးတော့ဒီကျောင်းကလည်း presentation တွေဘာညာကူကွာနေတယ်ဆိုတော့နည်းနည်းစိတ်ရှုပ်တာတွေခေါမလို့ဒီခྱི་သွားတဲ့ဟာတွေကိုအရင်တင်ချလိုက်တာပေါ့နော်ဒီခྱི་သွားတဲ့ဟာတွေကလည်းအလိုမျိုးအကျွေးတွေလိုမျိုးဖြစ်နေတာရောမလို့ခྱི་သွားတဲ့ဟာတွေဖြစ်ပြီးတော့ဒီအခုနောက်ပိုင်းဆိုရင်တော့ဒီစားတာတို့အစားအသောက်တို့အလိုမျိုးပဲနည်းနည်းသွားမယ်လို့တော့ဆုံးဖြတ်ထားတာပေါ့နော် အစားကဆိုရင်ဒီထမင်းစားတဲ့ဟာဆိုလဲဒီ POV ပေါ့နော်ဒီထမင်းပကံကြီးပဲရိုက်ပြတာများပြီးတော့လူမပါဘူးပေါ့အဒါကိုတငယ်ချင်းကနည်းနည်းအလိုမျိုးလူလေးပါလေးလဲထည့်ကြည့်ပါလားအမဟုတ်လဲအပြင်းပြေတင်တာပဲဆိုတော့ဩပေါ့အေးပေါ့ငါလဲတစ်ခါတော့တော့ရိုက်ကြည့်အောင်မယ်ဆိုပြီးတော့ဒီဟိုညက်ဒီညက်ရိုင်ရင်းနဲ့ဒီနည်းနည်းအလိုလူလေးပိုင်ကောင်းမလားဆိုပြီးတော့ဒီလူလေးထည့်ပြီးတော့ရိုက်ဖြစ်တာပါ ပြီးတော့အလိုမျိုးတခြား food blogger တွေလိုမျိုးဟိုလိုအဲစကားတွေလည်းအဲ့လိုတိတ်မပြောတတ်တာမလို့ဟိုလိုမျိုးအဲ့လိုဘယ်လိုပြောရမလဲသူတို့လိုအဲ့လိုလှလှလေးတွေလည်းမစားတတ်တာမလို့ပေါ့နော်ကျွန်တော်ကတော့ဒီတိုင်းပဲဒီကိုစားနေတဲ့ဟာကိုဒီတိုင်းပဲထောင်ထားလိုက်ပြီးတော့ပြကြမှပဲအဲ့လိုစကားနဲ့ပြောတာလေးပေါ့နော်အဲ့လိုမျိုးလေးပဲလုပ်ကြည့်ခဲ့တာပါ professionally မဟုတ်တာမလို့ဒီတစ်ခုခုမြင်မကောင်းတာပါတယ်ဆိုရင်တော့အကျိုးတောင်းပန်ပြရစေနော် အဆုံးထိကြည်ပေးလို့တအုပ်တယောက်ချင်းစီကိုကျေးဇူးတင်ရှိပါရယ်နော်နောက်ထပ်တင်မဲ့ဘလော့လေးမှာပြန်လည်တွေ့ဆုံပါမယ်အားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါစေဘိုင်ဘိုင်ပါ